Hello ချစ်ရတဲ့ B Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Racing Channel နေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် April 9ရက်နေ့ညပိုင်းသတင်းတွေကိုကျွန်တော်ရဲ့ Racing လောက်ကြာမှာဖြစ်ပါတယ်เนาะ Okay ဒီနေ့ညမှာကတော့ဒီအချက်မဲ့ main online ကအခုတလောမှာတော်တော်ခြေသွက်နေတယ်ဗောနော်နိုင်ငံတကာမှာလည်းသူမျက်နှာရအောင်ယူနေတယ်ပြီးရင်ဒီငလင်းနဲ့ပတ်သက်ရင်လည်းသူစားစရာရှိတာစားနေတယ်ဒါအပြင် ဒီပြည်သူတွေပေါ်မှာလည်းဘုံချင်းမပြတ်ဘူးเนาะသူအကုန်လုံးကိုရအောင်လုပ်နေတယ်ဆိုတော့ဟာဒီရဲ့ကျွန်တော်တို့ဒီတော်လိုင်းပချမ်းမှာဆိုရင်လည်းခုချိန်မှာဆိုရင်တော်တော်လေးကိုပေါ့เนาะဘုံချင်းခံနေရတဲ့သတင်းတွေရဲ့ငလင်းနဲ့ပတ်သက်ပြီးတော့လည်းဒီတော်တော်လေးဒီထိုးစစ်တွေရက်တက်သွားတဲ့ဟာတွေပေါ့เนาะအဲ့ဒါလေးတွေကိုသုံးသပ်တင်ပြထားတဲ့သတင်းရှေ့တပုတ်ကိုကျွန်တော်ကြည့်အောင်ဖြစ်ပါတယ်เนาะအဲ့တော့တော်တော်လေးကိုကောက်ပါတယ်အဲ့ဒါကြည့်ပြသွားပြီဆိုရင်စဉ်းစားစရာလည်းအများကြီးပေါ်လာမှာဖြစ်ပါတယ်เนาะဟုတ်ကဲ့အရင်ဆုံးတော့ကျွန်တော်တို့လိုရီတိုရှင်သတင်းတစ်ပုတ်နဲ့ဆက်လိုက်မယ်เนาะ ထမဆုံးသတင်းထုတ်ပုတ်ကတော့ငလင်တင့်မြန်မာကိုအမေရိကန်ကဒေါ်လာ9သန်းထပ်ပေးတယ်ပထမဦးတော့2သန်းပေးထားတယ်ပေါ့နော်အခုနောက်ထပ်9သန်းဆို6သန်းရသွားပြီပေါ့နော်အဲ့တော့အဲချက်ဖက်မင်းအောင်လိုင်းရောဝမ်းသာပြီပေါ့နော်အဲ့တော့သတင်းထုတ်ပုတ်ကတော့ TLL တိမ့်ပိုက်ထားသောမိုးကိုမြို့ပင့်ကူတောင်ချီရှိကြောက်တွင်းလုပ်ကများကိုစစ်တပ်ကလင်းဖြစ်ပုံကျဲသွားတယ်လို့သိရပါတယ်နော်မိုးကိုပင့်ကူတောင်ချီတွင်လောက်ွက်တွင်ယနေ့စစ်တပ်ကချက်ပိုက်ထားတဲ့နှစ်ချောင်းဘုံနှလုံးလာကျဲသွားတယ် twin လောက်သားတွေအလုပ်လုပ်ချင်ဆိုတာထိခိုက်ရှိနိုင်တယ်ရေတွက်တော့မတိရသေးဘူးလို့ပြောပါရောနော်အဲ့တော့ champion set ကဇန်နေ့တိုင်းမှာနေရာတိုင်းမှာဘုံကျဲနေတာဖြစ်ပါတယ်နော်ကေပထမအောင်ဆုံးဒရင်းနဲ့တော်လေးတစ်ပုတ်အနေနဲ့ပေါ့နော်ဒီဘိုးကြီးညီမျိုးစင်ကခုစငလင်ဘေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူအာတုံးသက်တင်ပြထားတဲ့ဒရင်းနားထောင်ကြအောင်နော်အဲ့တော့ပြည်သူပြည်သားအားလုံးအခုဖြစ်ပေါ်ခဲ့တဲ့ကြီးမားတဲ့ထိခိုက်ဆုံးရုံးတေးကြီးပျက်စီးမှုတွေဟာအဓိကဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ကြောင့်ဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူအစိုးရ မြို့သားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာဒီငလင်ဘေးကြီးကျင်းတည်ရောက်လာမှာမို့လို့ပညာရှင်တွေကတွက်ချက်သုံးသပ်ပြီးသားမို့လို့စနစ်တကျပြင်ဆင်စုဖွဲ့စုဆောင်ငွေကြေးအရန်နောက်လေ့ကျင့်ဒရီတွေလို့အားလုံးပြင်ဆင်ထားပြီးတော့ဆောင်ဆိုင်နေရမယ်အစားဖက်စစ်အကြမ်းဖက်လူယုံမာတွေကအာဏာသိမ်းပြီးနောက်သူတို့ထင်းတလို့လှုပ်ခဲ့ဖြုံးခဲ့ကြပြီးဘာမှပြင်ဆင်မှုမရှိခဲ့လို့အခုပြည်သူတွေအမြောက်များတည်တည်ဒဏ်ရကြတာဖြစ်ပါတယ် အဲကြောင့်မို့ကျွန်တော်တို့နောက်မျိုးအဆက်ဆက်အခုလိုဆိုးဝါးလာတဲ့တဘာဘေးကြီးရဲ့ဒီကြီးကဲမှုတွေကနေမဖြစ်အောင်ကျွန်တော်တို့နိုင်ငံရေးစနစ်ကောင်းဖို့လိုပါတယ်နိုင်ငံရေးစနစ်ကောင်းဖို့ဆိုရင်ကျွန်တော်တို့နိုင်ငံအရေးမှာမလွတ်ပဲဝင်ရောက်ဆွဲဖက်နေတဲ့လက်နက်ကင်စစ်တပ်မရှိဖို့လိုပါတယ်ဒါကြောင့်လဲဒီမြို့သားညီညွတ်အစိုးရအပါအဝင် ERO ဟိုဒီတိုင်းသားကောင်းဆောင်ကြီးများက တညတညထဲဆန္ဒပြုထားတာရှိတယ်။ဒါပါလဲစစ်တပ်နိုင်ငံရေးမှထွက်ခွာရေးဆိုတဲ့အရေးဆိုမှုဖြစ်ပါတယ်။အဲ့တော့စစ်တပ်နိုင်ငံရေးမှထွက်ခွာရေးဆိုတာသကလုံးလှလှနဲ့ရင်ကြီးကြီးပြောတာပါ။တကယ်တော့စစ်တခိုးတွေစစ်တပ်ကိုဂူရုံးလုပ်ပြီးတော့တိုင်းပြည်ဘာနာကိုခိုးနေတဲ့စစ်တပ်ကိုလို့ကိုပြန်လုပ်ပါလို့ပြောတာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တွေစစ်သားကစစ်သားလုပ်လို့ဆရာဝန်ကဆရာဝန်လုပ်လို့နော်။ចောင်းသားကចောင်းသားလုပ်လို့ နိုင်ငံသမားနိုင်ငံလို့လို့လို့ចောင်းဆရာចောင်းဆရာလို့လို့ကိုလို့ကိုလို့ကြတဲ့ခစ်ကိုရောက်မှကျွန်တော်တိုင်းပြည်ငင်းငင်းမှာဖြစ်ပါတယ်ကိုလို့ကိုမလို့ပဲနဲ့နိုင်ငံရေးမှာဝင်ရှုပ်ပြီးလက်နက်နဲ့ဗန်းပြဘိုးကြပြီးကိုကျိုးစည်းဘွားရှာစားတဲ့စစ်တခိုးများကိုအခုကျွန်တော်တို့အားလုံးတင်းကြီးတကြွတဲ့တိုက်ဖြတ်ဖယ်ရှားပြီးတဘောဘီရန်နဲ့အားလုံးအတူကြော်လာကြပါစို့လို့တိုက်တွန်းလို့ဆိုလိုက်ပါတယ်โอเคဒါတော့ဘွေးနေမျိုးစင်ပြောတဲ့သတင်းပဲဖြစ်ပါတယ်နော်ဒါတော့ဟုတ်ပါတယ်ဂျပန်မင်းအောင်လိုင်ကိုတော့မဖယ်ရှားလို့တော့မရတော့ဘူးနော် ခုဒီငလင်ဘေးမှာဆိုရင်လည်းပြည်သူတွေကိုလုံးဝကူညီတာမဟုတ်တဲ့ပြင်လာရလာတဲ့အလူငွေတွေကိုလည်းသူပဲဘုန်းနေတယ်ဆိုတာအားလုံးသိပြီးသားဖြစ်ပါတယ်နော်ကဲဒီခုနောက်ထပ်ကျွန်တော်နောက်ထပ်မယ့်သတင်းလေးကတော့အားလုံးပါဗောနော်ဒီကျွန်တော်တေချာလေးနားထောင်စီခြင်းနဲ့ဗောနော်ဒါနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ပြောရတာဗောနော်အဲ့တော့ဒီထဲမှာတုတ်တက်ချက်တွေတော်တော်လေးကောင်းပါတယ်နော်အဲ့တော့မေးအောင်လိုင်းကသူကအောင်မြင်အောင်နီးလိုင်းမင်းမင်းနဲ့ကြိုးစားတဲ့အချိန်မှာကျွန်တော်တို့ဖက်မှာလည်းဘယ်လိုမျိုးလုပ်တင်နေဆိုတဲ့အကြောင်းလေးပါတယ်ဗောနော်โอเคတေချာတော်နောက်ကြည့်လာနော်အောင်တဲ့ဖွဲမင်းရေးကျေတယ်ဆိုတာ နိုင်ငံရေးနယ်ပယ်ကိုပြောတာဗျ။အဲ့တော့ဒီဘက်ကစကားစပေါ့။ဒီဘက်ကကျွန်တော်မြမအကြီးဒီမိုစီအင်အားစုတွေပေါ့။စကားစအကွက်စိတ်စိတ်ကောအကွက်ကျဲကျဲရောခြေလန်းကျဲကျဲနဲ့လှမ်းနေတယ်။သူ့ရဲ့အဓိကမာမေးဖြစ်တဲ့ရုရှားကိုသွားတယ်၊ဘီလာရုစ်ကိုသွားတယ်။ဟော။မနေ့တနေ့ကပဲမြမပုံရိပ်ဖုံညွန်ရေးဖွဲ့ဆိုပြီးတော့ဒေါက်တာဇော်ဦးတို့ကိုကျော်လင်းဦးတို့အပါဝင်ပုံရိပ်ကြဆင်းနေတဲ့နိုင်ငံတကာနယ်ပယ်မှာတိုးမဝင် ချိုးဖောက်လို့မရတဲ့စကစားရဲ့ပုံရိပ်တံတန်းအမျိုးမျိုးဒီကိုအငားပါးစပ်နဲ့ပြောပေးမဲ့ကတ္တိပညာရှင်များအဖွဲ့ကလည်းဖွဲ့လာတယ်။ဟောတစ်ဖက်ကလည်းငြိမ်းချမ်းရေးပြန်လဲပေါ်ဆောင်နေဆိုပြီးတော့ဘူရာပြည့်နဲ့အဖွဲ့ကိုမြန်မာနိုင်ငံရှိတဲ့စကစားနဲ့အလွမ်းသင့်တဲ့နိုင်ငံရေးပါတီအဖွဲ့တွေနဲ့ကျွန်တော်ငြိမ်းချမ်းရေးရှင်တွေပေါ်ဆိုလုပ်တယ်။စကစားအကွက်စိတ်စိတ်ကအကွက်ကျဲကျဲ လန့်လာကိုတွေ့ရတယ်ဒါစကားစပဲဆိုင်ဒီဘက်ကကျွန်တော်တို့မြမဒီမိုစီအင်အားစုတွေကတော့အယက်မူးသမားလူလူဆေးချောက်သမားလူလူအင်းထမ်းရည်သမားလူမူးတူးတူးနဲ့ယူတူးတူးနဲ့လန့်နေကြတော့ပဲဖြစ်တယ်လို့စကားစကားငွေရှိတယ်လက်နဲ့ရှိတယ်အာနာရှိတယ်ရက်ဆက်မှုပေါင်းတရဖူစောင်းတာမှတ်ပါလေကျွန်တော်တို့မြမဒီမိုစီအင်အားစုတွေကသူတို့လူငွေလက်နဲ့ အာနာရက်ဆက်မှုမရှိပေမဲ့ပြည်သူ့ထောက်ခံမှုအများဆုံးရထားတယ်။ဒါပေမဲ့ကျွန်တော်မြန်မာဒီမိုကရေစီအားစုတွေကထိုင်းနိုင်ငံမှာနေကြတဲ့အခါမှာကျွန်တော်တို့အစိုးရဆိုတဲ့လူကြီးကရဲကြောင်အစိုးရဖြစ်တယ်။ထိုင်းရဲကိုကြောက်နေတယ်။အဲ့ဒီတည်းကအလွဲကြီးလွဲနေတယ်။အဲ့တော့ကျွန်တော်တို့မြန်မာဒီမိုကရေစီရေကိုပြန်လည်သုံးသပ်ရမယ်ဆိုရင်ကိုကူကိုကိုယ်တိုင်မြင်းနေဖြစ်နေဒီမိုကရေစီပြေးလမ်းပေါ်မှာမြင်းနေပြေးတဲ့အခါမှာရှေ့မှာခွေးကြိုးအချို့ကခံနေတယ်ဗျ။ မြင်းပြေးရခွေးကြိုရှေ့မှာခံဆိုတဲ့မြမဆူရူစကားအတိုင်းပဲထိတိယောက်ယောက်ထဲထဲဝင်ဝင်ထွန်းထွန်းပေါက်ပေါက်တက်တက်ကြွကြွအာကောင်မောင်းတန်အလုတ်လုတ်ကြရမယ်မြမဒီမိုစီအင်အားစုကျွန်တော်တို့ဒီမိုစီအစိုးရဆိုတဲ့လူတွေကကျွန်တော်တို့ခမားတို့နယ်ပယ်အသီးသီးကလူငယ်မောင်းပဲ PDF အပါဝင်ဒီမိုစီတက်ကြွလှူရှားသူတွေမြင်းကောင်းတွေပြေးတဲ့ခါမှာခွေးကြိုးခံလို့ခံနေတယ် ခွေးကြိုးရှေ့ရနေပိတ်ရနေတယ်ရှေ့ကောင်စီကနာမည်2026နှစ်စမ်းပိုင်းမှာပဲရွေးကောက်ပွဲကိုအပြီးလုပ်မယ်လို့လေတံပြတ်ထားပါတယ်ဒီအတွက်မြန်မာနိုင်ငံမှာရှိနေတဲ့နိုင်ငံရေးပါတီတွေကလည်းလှုပ်လို့ရောရတယ်ရှေ့ကောင်စီနဲ့ညီညာရေးရွှေနွေးပွဲမှာလည်းဇဝဲဝိုင်းထိုင်ပြီးကြတယ်အဲဟိုပြောမယ်ဆိုရင်ပြည်နယ်တိုင်းဒေသကြီးတွေကိုစီယုံရေးမဆင်းရသေးပေမလဲရှေ့ကောင်စီနဲ့တော်တော်လေးအလွမ်းသင့်ပနဲနံပါတ်တက်ပြီးတော့ပြည်တွင်းအလုပ်ကိုပြည်တွင်းကလုပ်နေကြပါတယ်စစ်ကောင်စီဟာ သူ့ရဲ့နိုင်ငံရေးကစားကွက်ထဲမှာရွေးကောက်ပွဲရလဲကစားကွက်တစ်ခုဖြစ်ပါတယ်။သူဟာတရားဝင်အစိုးရဖြစ်ဖို့ရုရှားဘီလာရပ်စ်တရုတ်သူ့ရဲ့အမာခံအင်အားစုတွေကိုငွေကြီးနောက်စီဝိုင်းအရင်းမြစ်အခွင့်အလမ်းနောက်နျူကလ িয়ার လက်နက်ပါဝင်လက်နက်ဆက်ယုံတွေတိုးလောက်ယုံတွေမြန်မာနိုင်ငံမှာလာရောက်ဆောက်တဲ့ဆိုတဲ့မလုံးတွေနဲ့တရုတ်ရုရှားဘီလာရပ်စ်ကိုဆိုတဲ့အမာခံနိုင်ငံတွေကိုစီယုံထားလို့ပဲအခြားတစ်ဖက်မှာလည်း စစ်ကောင်စီကိုတစားစားနဲ့ပွဲတိုးလာအောင်စင်ပေါ်ရောက်လာအောင်အာဆီယံအပါအဝင်နိုင်ငံတော်တော်များများကစစ်ကောင်စီကိုခြေတလန်းပြီးတလန်းစင်ပေါ်ရောက်အောင်တွန်းတင်ပေးသလိုဖြစ်နေတာအားလုံးသိကြပါတယ်အထို့တော်လည်းပဲကျွန်တော်တို့မြမဒီမိုစီအင်အားစုကျွန်တော်ဒီမိုစီအင်အားစုရဲ့အစိုးရဘိုင်းကကျွန်တော်တို့ခြေနှစ်ဖက်ဇုံရက်နေတဲ့ထိုင်းအစိုးရ ထိုင်းတွတ်တော်ထိုင်းလူခွေကွန်မရှင်တွေရှိတယ်ကျွန်တော်စုံရက်နေတဲ့နိုင်ငံကိုဘက်ပေါင်းစုံကစီယုံသိမ့်သိမ့်ငွေချင်းနဲ့အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနဲ့ကျွန်တော်တို့မြန်မာတွေကိုကာဝယ်ဆောက်ရှောက်မှုတွေနဲ့အဲ့ဒါတွေကိုလုပ်ရမယ်အလုပ်တွေလုပ်ငန်းစဉ်တွေဟာအချိန်တွေတဖြည်းဖြည်းနဲ့လွန်လာခဲ့ပါပြီလင်းတွေကျော်လာခဲ့ပါပြီလုပ်ရမယ်အလုပ်တွေကိုကျွန်တော်တို့ဒီဘက်က NUG ဆိုရမလုပ်ခဲ့တာတွေတိတိယောက်ယောက်ထွန်းထွန်းပေါက်ပေါက်တွန်းတွန်းတိုက်တိုက်မလုပ်ခဲ့တာတွေဟာ အဲ့ဒီအကျိုးဆက်တည်းကဒီနေ့ထိုင်းရောက်မြန်မာရွှေပြောက်လုပ်သားတွေနဲ့အခြားခြားသောမြန်မာတွေခံနေရတာပါပဲပူပေါင်းဆောင်ရွက်မှုအားနည်းတယ်ဗျထိုင်းဆိုရထိုင်းတို့တော့ထိုင်းလူခွင့်ကော်မရှင်အပါဝင်ထိုင်းနိုင်ငံရဲ့အဓိကအချုပ်ချာနာအပိုင်းနဲ့အဖွဲ့အစည်းတွေပူပေါင်းဆောင်မှုအားနည်းတယ်နောက်ကူကပူပေါင်းဆောင်ရွက်မယ်ကြံရင်လဲဆရာကြီးကြိုက်ဖမ်းပြီးတော့အခေါ်ဆောင်တယ်ညှော်နေတယ်ခေါ်ပါဦးမဟုတ်ဘူးမိမိတို့ကအစိုးရဆိုတာကိုဘေးချိတ်ထားပြီးတော့ထိုင်းရောက်မြန်မာ ခုနှစ်တန်းကိုအကာအကွယ်ပေးဖို့အတွက်ထိုင်းလူခွေကော်မရှင်ထိုင်းလွတ်တော်ထိုင်းဆိုရောက်နောက်ဖိုးပေါက်ကဝင်တဲ့လဲဝင်ရမယ်အင်ရှေ့ပေါက်ကဝင်တဲ့လဲဝင်ရမယ်ဥညွတ်ပြီးတော့စဝရီခတ်တဲ့လဲခတ်ရမယ်ကျွန်တော်တို့ပုံစံမျိုးစုံနဲ့လုပ်ရမယ်အဲ့ဒါတွေအားလုံးကိုထိုင်းဘက်မှာမလုပ်ဖဲနဲ့အမေရိကန်နဲ့ EU ဘက်မှာကျွန်တော်တို့အစိုးရကလုပ်ခဲ့တယ်မလားအဲ့တော့ထိုင်းရောက်မြန်မာတွေရဲ့အမြင်ပါကိုချင်းတစ်ချောင်းရက်နေတဲ့ 探索呀，探索着，探索会，多多我们先保卫，过去呢，操，年年年年，源源不断，帮助啊，三湾、婆娑、天涯，啊，做什啊嘛？啊，教会比亚嘛？路啊，没啥，啊，每个人也有努力的哈。见到路，的，没事，说一下，啊，去年么讲的，啊，每个人也有项目，亲人帮助别差了，白露白，他不包加到了，一个，啥个啥的，在书包瞧。 အသက်ပုံမူရှူလို့ပြင်းပြင်းရှူလို့ကောင်းအောင်အသက်သွင်းနေကြတဲ့မြန်မာပြည်တွင်အင်အားစုတွေကလည်းသူတို့မှလည်းအခြေအနေအကျတဲကောင်းရှိပါလိမ့်မယ်သူတို့မရရတာကိုထပ်ပေါက်ရှာတာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဒါပေမဲ့စကစရဲ့မာယာသာတွေရအောက်ပါ မာယာဖြူဟာတွေကြားထဲမှာရွေးကောက်ပွဲတစ်ခုကျင်းပအောင်မြင်သွားပြီဆိုရင်တော့နိုင်ငံတကာက ဥပမာအဖြစ်အမေရိကန်တို့ EU ရဲ့သဘောထားတွေအပြောင်းလဲတွေအနေနဲ့များဖြစ်လာပါလိမ့်မယ်။သိထားဖို့နော်။ဒီလိုတွေသဘာဝအနေရပါတီကိုအာဏာလွှဲတာငဖြူငကြောင်ငကြားဆိုတာကြည်တာမဟုတ်ပါဘူး။အနေရသူကိုတကယ်လွှဲမလွှဲကြည်တာပါ။တကယ်လွှဲပြီဆိုတဲ့ကူကစကားဆာရဲ့စောစောပြောတဲ့ပလိုင်းနဲ့ဖားတွေငါးတွေပဲအာဏာရရစကားဆာလက်ဝေကန်တွေအာဏာရတာဖြစ်တဲ့အတွက်ဘလို့ပဲဖြစ်နိုင်ငံကအမြင်မှာအာဏာတကယ်လွှဲလိုက်တယ်။အာဏာရပါတီကို အနိုင်ရပါတီကိုအာနာလွဲလိုက်တယ်ဆိုတော့ sub ကစားအတွက်အသက်ရှူပေါက်ခြောင်သွားသလိုအသက်ပြင်းပြင်းလဲရှူနိုင်ခွင့်ရသွားပါတယ်အခြားအထွက်မှာလဲကျွန်တော်တို့မြမဒီမိုစီအင်အားစုတွေကအဲ့ဒီအချိန်မှာ၅နှစ်သုံးပုံ၅နှစ်ကျော်လာပြီဖြစ်တဲ့အတွက်ပြည်လူထောက်ခံမှုတွေကတဖြည်းဖြည်းနဲ့ညော်နေကြာဆင်းလာပါလိမ့်မယ်အထူးသဖြင့်ရံမွေလမ်းကြောင်းတွေအလူငွေလမ်းကြောင်းတွေအခုလဲကြာဆင်းနေတာပဲဟုတ်တယ်စကားစားတဲ့ဖက်ကရံမွေပေးတဲ့လူတွေအလူငွေပေးတဲ့လူတွေဖိအားပေးတာဖုံးဝါစားဆက်တာ ရှိနေတဲ့အခါကျတော့တစ်ဖက်ကနိုင်ငံကြီးအများကြီးမသိတဲ့အများကြီးမတွေ့တဲ့တာမန်ပြည်သူလူထုတွေကရွေးကောက်ပွဲအနိုင်ရပါတီကိုအနာလွဲပြလိုက်ပြီဆိုမြန်မာနိုင်ငံကြီးအခက်ခဏဒင်းနေကြတယ်လွန်ဆွဲရှင်တွဲလွန်ဆွဲဒွန်ဆွဲအားပြိုင်နေတဲ့နှစ်ဖက်အားပြိုင်မှုတွေကပြီးသွားပြီလို့သဘောပိုက်ကောင်းပိုက်တဲ့တာမန်လူသားစားတာမန်ပြည်သူလူထုတွေများစွာရှိမှာပါအဲ့ဒါလိုပဲ အမေရိကန်ပါဝင် EU ပါဝင်နိုင်ငံအတိုင်းဝိုင်းစက္ကဆကိုကျွန်တော်တို့တဖြည်းဖြည်းလူရသွင်းလာတဲ့တဖြည်းဖြည်းစင်နေရာပေးလာတဲ့အာဆီယံအတိုင်းဝိုင်းကလည်းသဘောထားတွေအပြောင်းကြီးပြောင်းပြီးတော့တစ်ချိန်လုံးကကျွန်တော်တို့က80ကျွန်တော်အင်အားစုတွေက80စက္ကဆ30ပဲရှိတဲ့အနေထားကနေစက္ကဆ90ကျွန်တော်တို့90နဲ့သူမသာကိုအာသူပါဖြစ်သွားပါလိမ့်မယ်နောက်တစ်ခုပါလားအာ အာဆီယံတရုတ်ရုရှားဘီလာရပ်စ်လူရသွင်းတဲ့နိုင်ငံတွေပုံများလာပြီးတော့တကွက်ပြီးတကွက်အနေရွှေရောမနေမမြန်ရွှေရောအမြန်ရွှေနီးနေရောဗျူဟာပေါ့ပေါ့စုံတော့တုံးပြီးတော့ရွှေလာတဲ့ခါမှာကျွန်တော်တို့ NGG ကျွန်တော်တို့အစိုးရကလည်းအဲ့လိုထွန်းထွန်းဖောက်ဖောက်ထိထိရောက်ရွှေ့စေချင်တာမို့လားဒါပေမဲ့ကျွန်တော်တို့ကအကုန်လုံးမြင်းကောင်းနေမဟုတ်ကြဘူးအဲ့မြင်းကောင်းနေတယ်မှာခွေးချိုးတွေပါနေတယ်อืม တော်ပြီးတက်ပြီး lucky မရှိတဲ့လူတွေမြောက်များစွာပါနေတဲ့အတွက်ကျွန်တော်တို့ဒီ refund လို့ခေါ်တဲ့ပြုပြင်ပြောင်းလဲရေးကိုထိရောက်စွာညံဆန်စွာပြုလုပ်နိုင်ပါမှကျွန်တော်ငားနဲ့စီမံချက်အခုငားနဲ့လည်းရောက်လာပြီကျွန်တော်တို့ပြည်သူလူထုက BNN ပြည်သူလူထုမဟုတ်ပါဘူးခင်ဗျကမ်ဘောဒီးယားပြည်သူလူထုမဟုတ်ပါဘူးခင်ဗျကိုလံဘီယာပြည်သူလူထုမဟုတ်ပါဘူးကိုလံဘီယာကမ်ဘူချာ BNN တို့ဟာနှိရှေတန်ကြန်ခံနိုင်ကြတဲ့မီးသွေးပြီးလို့ ထင်းပြီးလို့လူမျိုးဖြစ်ပါတယ်မယုံသေးစကားကျွန်တော်မြန်မာပြည်သူတို့ကစိတ်မြူပါတယ်ကောက်ယူမိတွေဖြစ်ပါတယ်ဒါကြောင့်ရေရှည်စစ်ပွဲနဲ့ပပေါင်းဆုံးပြင်ဆင်မှုနဲ့ပပေါင်းဆုံးခံနိုင်ရည်မရှိပါဘူးခင်ဗျာဒါကြောင့်၅နှစ်ဆိုတာတော်တော့ပါပြီတန်တော့ပါပြီအဲ့ဒါကြောင့်ငင်းကောင်းနေနဲ့အတူပြေးကြပါကျွန်တော်တို့ပြည်သူလူထုအမတန်တနာစရာကောင်းတဲ့မြန်မာပြည်သူယုံနေတဲ့အတူပြေးကြပါ စကားစစစ်ခွေးကြိုက်ခွေးတွေနဲ့အတူမလိုက်ပါနဲ့ယုံနဲ့အတူပြေးပါခွေးနဲ့အတူမလိုက်ပါနဲ့ဒီမိုစီမြင်းကောင်းတွေအတူတူပြေးပါအနစ်နာခံပြေးပါဟိတ်ဟန်ပါလွားမှုတွေမလုပ်ပါနဲ့ပရိသတ်မဆန်ပါနဲ့အာလားရှင်မဆန်ပါနဲ့ဒီမိုစီမြင်းကောင်းတွေရှေ့မှာခံနေတဲ့ခွေးကျိုးတွေဖယ်ပြေးပါမြန်မြန်ပြုတ်ပြင်းပြောင်းလဲပြီးတော့ဒီ၅နှစ်ဆိုတဲ့လုံလောက်တဲ့အချိန်တာအတွင်းမှာကျွန်တော်တို့အတူတူမြန်မြန်ဆန်ဆန်ထိထိရောက်ရောက်တက်တက်ပြေးကြဖို့ လို့ပါတယ်လို့ကြဖို့လို့ပါတယ်ကဲဒါတော့เนาะအခုရဲ့လက်ရှိအခြေအနေတွေကိုတုံ့တက်တင်ပြသွားတဲ့ခါလေးပဲဖြစ်ပါတယ်เนาะတကယ်လည်းမှန်ပါတယ်ခုဆိုရဲ့အချက်မဲ့မဲအောင်လည်းကနေရာစုံမှာနိုင်ငံတကာမျက်နှာစံမှာပြည်တွင်းမှာပေါ့เนาะသူနေရာတိုင်းမှာအမြင်မှုရနေအောင်လုပ်နေတွေ့ပါတယ်เนาะအဲ့တော့လေသူလုံနိုင်တဲ့အနေချင်းအရေးချင်းတွေတွေ့ရတယ်ပေါ့เนาะအဲ့တော့အခုခိုးတော့ဘပူပါပေါ့နော်တိတ်မတွက်လိုက်မယ်အခုဘပူတည်းနဲ့တွက်လာဖြစ်ပါတယ်နော်အဲ့တော့ဘာပြောဘလို့ပဲသူစူးစမ်းစူးစမ်းကျွန်တော်တို့တော်လိုင်းအဖွဲ့တွေမှာလည်းပြန်ပြီးတော့ပေါ့နော်စီလုံးညီ အားနဲ့ပြန်လုပ်မယ်ဆိုရင်နိုင်ပြီးသားဖြစ်ပါတယ်เนาะအဲ့တော့အားလုံးကိုပြန်လဲပြီးတော့ဒီခွန်အားအစ်တွေးတိတိပြန်လောင်း reform ပြန်လုပ်ဖြုတ်ဆက်ရှိတာဖြုတ်တက်ဆက်ရှိတဲ့တက်ခုနလိုပဲခွေးကျိုးတွေပေါ့เนาะဒီလမ်းတွေမှာပိတ်တဲ့ဟာတွေကိုဖယ်ရှားနိုင်မယ်ဆိုရင်เนาะတော်လိုင်းရအမြန်ပြေးနိုင်မှာဖြစ်ပါတယ်เนาะကဲတဖက်မှာလေးပေါ့နော်ဒီငလင်ဘီးနဲ့ပတ်သက်ပြီးတော့ဒီတော်လိုင်းကြီးကတော်တော်လေးကိုတွေးအီးသွားတဲ့နေရာလေးရှိတယ်ပေါ့နော်ဒါပေမဲ့လည်းတော်တော်လိုင်းကြီးကိုအဓိကတော့ဖို့ပြန်လဲတိုက်တွန်းလိုက်တယ်မသေးရေဘီလိုလေးနောက်ကြည့်အောင်နော် ကဲကျမပြောချင်တာကတော့တော်လန်ရေးကိုအဓိကသွားကြပါတော်တော်များများအဲ့ဒီငလင်ဘက်ကိုပဲသွားနေတာဖြစ်တဲ့အတွက်ရဲဘော်တွေမှာခက်ခဲဖြစ်နေတယ်နောက်တစ်ခုကကျမတို့ကဒီအချိန်ကဒီချိန်ကပြောမယ်ဆိုရန်သူရဲ့ဟိုအထိနာနေတဲ့အချိန်အခုဆိုလို့ရှိရင်မင်းအောင်လှိုင်ရဲ့အချိန်တွေက နော်ထိုင်းပြည်သူတွေလည်းဆန္ဒပြနော်သူကတော့ကြားမိသွားဆဲဆွဲလိုက်တာပဲပေါ့နော်အတကယ်ဟုတ်တိပတိနဲ့ရုရှားကြီးကိုသွားပြီးတော့အဖေခေါ်ပြီးတော့ပထွေးသွားခေါ်ပြီးတော့ပေါ့နော် ပြန်လာတော့မျက်နှာကြီးကိုဟိုတံမြာဒီဘလူးတံမြာဒီကြိုက်တဲ့မျက်နှာကြီးနဲ့ပြုံးဖြီးဖြီးနဲ့သိရမလားသူအင်အင်အားကြီးတဲ့နိုင်ငံကြီးပါလာပြီးပြည်သူကိုတတ်လို့ရပြီအာအမှုပြုရှိတဲ့နိုင်ငံကြီးတကယ်ဥမာစစ်လက်နက်ထုတ်တဲ့နိုင်ငံကြီးကသူ့ကိုစောက်ရဝင်လာတယ်နော်သူ့ကိုစောက်ရတယူဆက်ဆံလာတယ်ဆိုပြီးတော့အဲပျော်နေတဲ့ကာလကပြီးတော့မပြီးသေးဘူးပျော်နေတဲ့ကာလတလတော်မပြည့်လိုက်ဘူးငလင်ထဖြစ်တာပဲပြောချင်တာကန်တရားအဲ့ဒီအစိုးရတရက် နိုင်ငံတနိုင်ငံမှာအစိုးရတရက်ကကန့်ဆိုးပြီဆိုလို့ရှင်ဘာမှထားမလုံးနဲ့သူတို့ဘက်သူတယုံနဲ့သွားပြောရင်လည်းတခုရေးပေးရထားဖြစ်ရင်ဖြစ်နေရဟာလားကျွန်မကသတိထားကြည့်ရယ်ဒီ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 ကန်တရားသူ့ရဲ့ကန်တရားကိုသတိထားကြည့်သူတို့တခုခုလုံးလိုက်ပဲကြံတိုင်းဟိုကလုံးလိုက်ပဲကြံတိုင်း ICJ ကိုဖွင့်ဝင်ရထွက်လာလိုက်တာနဲ့သူကအခုလဲရရှောင်းကိုသွားပြီးတော့အဖေခေါ်ပြီးတော့ဟာသူတို့ပျော်လို့အပျော်ရောင်ပြီးသူတို့အနောက်ကလိုက်နေတဲ့ခွေးဝဲစားတွေနော်အယိုးကိုက်တွေကပါပျော်နေတာအဲ့ရက်တုန်းက နော်ပျော်နေကြတာပျော်နေကြတာဟာအမ်မနိုင်နိုင်ပါဘူးမင်းတို့ကဘာဖြစ်လဲညာဖြစ်လဲသူအတန်ဘောင်းစုံထွက်လာတာအတန်ဘောင်းစုံထွက်လာအဲ့ဒီပျော်ရွှင်မှုလေးကတလားတော့မကြလိုက်ဘူးအခုငလင်ငလင်ပြဿနာထပ်ဖြစ်တဲ့အခါကျတော့မင်းအောင်လိုက်မင်းအောင်လိုက်ဟုတ်တယ်နော်မထိန်နိုင်မသိန်နိုင်ဖြစ်ပြက်နေတဲ့စိတ်ဓာတ်ကြမှုကြီးอ่ะတိုင်းသားမြင်နေရတာပေါ့ရှင်နော်အဲ့ဂျားထဲမှာမှ ICJ ဖန်ဝင်ရထထွက်တယ်နော်ထိုင်းနိုင်ငံကို ဖမ်းပေးဖို့အတွက်အင်တာပိုကစာထပ်ထုတ်တယ်ဆိုတော့ तू तू အနောက်မှာခံတရလုံးဝမရှိနေဘူးဆိုတာပြောချင်တာနော်လုံးဝမရှိတယ်အဲ့တော့ကျမတို့ပြည်သူတွေကကျမတို့ကစေးမီးတို့နဲ့ကုလို့မရဘူးအခုရေးပေးဖြစ်တယ်ကျမတို့သွားကဲကုလိုက်တယ်အပ္ပစံတွေကုန်သွားတာပဲရှိတယ်နော်တကယ်တကယ်ကျမတို့မြန်မာပြည်သူလူလူရဲ့ဘဝလည်းတိုးတက်မလာဘူးနော်ပျက်စီးနေတဲ့သဓာတ်တွေလည်းပြန်မဆောက်ပေးနိုင်ဘူးအခုချိန်မှာဘာမှမလုပ်ပေးနိုင်ဘူးကျမတို့အခုချိန်မှာကိုခွန်အားနဲ့ကိုရက်တရားမဲ့အခြေအနေဖြစ်တယ်ဒါပေမဲ့တကယ် ဒီငလျင်ဒံခံစားနေရတဲ့လူတွေကတော့ကူကိုကူရမယ်အနေထားပေါ့နော်ကူရမယ်ဆိုပေမဲ့လေကျွန်တော်တို့တော်လန်ရေးကိုမျက်ခြေပြက်လိုက်လို့မရဘူးဆိုတော့ကျွန်မပြောချင်တာတော်လန်ရေးရဲဘော်တွေเนาะအမြဲတမ်းစားနေရတယ်လေเนาะနေ့တိုင်းစားနိုင်ရိတ်ခါရှိတယ်လေသူတို့အတွက်သူတို့အတွက်အုံဆောင်ပစ္စည်းတွေရှိတယ်လေသူတို့အတွက်ယူနီဖောင်းတွေရှိတယ်လေเนาะအဲ့ဒီအတွက်ကျွန်တော်တို့ကဒီအပေါ်မှာเนาะပြန်ပြီးတော့ ပန့်ပိုးကြစေချင်တာဗောတော်လိုင်းရဲ့ဖွဲ့တော်များများအဲ့ဘက်ပဲသွားနေကြလို့လीနာဒါလေးပြောချင်တာဗောနော်နိုင်ငံတကာရဲ့ဖိအားပေးမှုအာယုံဆိုင်မှုကိုသူရမှာနော်နိုင်ငံတကာရဲ့ဖိအားပေးမှုကိုသူရမှာသူအဲ့ဒီအခုဖြစ်နေတဲ့ဟာတွေသူကသူတာဝန်ယူသေးနော်အဲ့တော့အဲ့လိုပြောလို့ကျွန်မအရန်ဟိုဟာလူโซမကြီးဖြစ်သွားလားမသိဘူးနော်အဲ့လိုပြောတာမဟုတ်တကယ်တမ်းကျတော့တကယ်ပဲကျွန်မတို့ကအမြင့်ကိုတူးရမှာပါတကယ်အရင်အမြင့်ကိုခုတ်ဖြတ်ကမှာ เนาะဒီကောင်တွေကိုအသက်ဆက်ပေးလို့မရဘူးခုချိန်မှာသူတို့เนาะဖြူကပြာကဖြစ်နေတဲ့အချိန်လည်းဖြစ်တယ်ဒီချိန်မှာတော်လန်ရေးတွေတော်လန်ရေးသမားတွေကိုပတ်ဖို့ဖို့လိုတယ်ဒီချိန်မှာရိတ်ခါစုထားရင်တော့အဆင်ပြေတယ်ရှင်ဟုတ်ကဲ့ဒါတော့မသတိပြသွားတဲ့အကြောင်းလေးပဲဖြစ်ပါတော့။အဲ့တော့အခုချိန်မှာဆိုပြီးသူတွေအားလုံးငလင်ဘေးနဲ့တွေ့ပြီးမှတော့တော်တော်လေးကိုဒုက္ခရောက်တဲ့အခြေအနေဖြစ်ပါတော့။ဒါပေမဲ့လည်းအခုချိန်မှာဆိုရင်ဒီငလင်ဒေတာတွေမှာငလင် တန်ခန်းစားဒေသတွေမှာပေါ့နော်ဒီပြည်သူလူထုအများစုပေါ့နော်အများစုရဲ့ပိတ်ကန်လူဒဏ်မှုတွေတွေ့နေရတယ်နိုင်ငံတကာပိတ်ကန်လူဒဏ်မှုတွေတွေ့နေရပါเนาะအဲဒီအတွက်ကျွန်တော်တော်ထဲမှာရှိတယ်ကျွန်တော်တို့ရဲ့တော်လိုင်းရဲဘော်တွေအတွက်ကိုလည်းပြန်ပြီးတော့ဦးစားပေးတင်ပါတယ်လက်ရှိတင်ပါတယ်ဆိုတာကိုပြောရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးဆုံးသက်လိုက်ပါเนาะโอเคအဆအဆုံးကြည့်ပြီးတော့မြို့ပြည်သူရောက်ရှိတဲ့သူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းချခြင်းပြည့်စုံပြီးတော့ချက်ဖက်မင်းအောင်လာရဲ့စစ်ပေးငလင်ပေးဘေးအနေပေါ့ဆုံးပါကီလိုကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ